င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ NUG အလို့သမားဒုဝန်ကြီးဦးကျော်နီကပြည်ထောင်နဲ့လူဝင်မှုကြီးကြပ်ရေးဒုဝန်ကြီးအဖြစ်ပူတွဲတာဝန်ယူပြီးထိန်းချုပ်နယ်မြေတွေကိုကွင်းဆင်းကလုပ်ငန်းတာဝန်တွေဆောင်ရွက်ပါတယ်။တင်းနီခရိုင်တွင် MND ကတရုတ်မြန်မာနယ်ဆက်ကုန်သွယ်ရေးစစ်ဆေးရေးဂိတ်6ခုကိုဖွင့်လှစ်ထားပြီး24နိုင်ကုန်စီစီစဉ်ခွင့်ပြုထားကာ မြန်မာဘက်ကနေတရုတ်ဘက်ကိုကုန်ပို့ရင်လာစဉ်အကြိမ်ရထောင်ချီဖျက်သန်းနေတဲ့တွင်ပါဝင်ရန်ကုန်ခေတ်တဲ့မနက်ခေတ်တဲ့တွင်ကိုတက်ဆက်ပေးပါမယ်အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တွင်တစ်ပုဒ်ကတော့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီရုဒမာဒုဝန်ကြီးဦးကျော်နေကပြည်ထဲရင်းနဲ့လူဝင်မှုကြီးကြပ်ရေးဒုဝန်ကြီးဖြစ်ပူတွဲတာဝန်ယူပြီးအန်ယူဂျီဒိုင်းရိုက်ထိန်းချုပ်ထားတဲ့နေမျိုးတွေကိုကွင်းစင်းကလုပ်ငန်းတာဝန်တွေကိုဆောင်ရွက်နေတယ်လို့ အန်ယူဂျီရဲ့ပြန်ကြားရေးဌာန PVTV နဲ့တွစ်ဆုံမေးမြန်းခန်းမှာဦးကျော်နီကပြောဆိုလိုက်ပါတယ်။အန်ယူဂျီလူ့သမောင်းဝန်ကြီးဌာနရဲ့ဒုဝန်ကြီးတာဝန်ယူထားသူဦးကျော်နီကပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ဌာနရဲ့ဒုဝန်ကြီးရာဒုကိုပါပူးတွဲတာဝန်ယူလိုက်တာဖြစ်ပြီးစိုးမိုးထင်းချုံနေမြေတွေကိုရောက်ရှိကလုပ်ငန်းတာဝန်တွေကိုစွန့်ရနေရလို့လဲဆိုလိုက်ပါတယ်။မြေပြင်ကွင်းစင်းလုပ်ငန်းတွေကိုစွန့်ရရမှာ NUG သမ္မတဒူဝါလက်ရှိလာတဲ့ဝန်ကြီးတွေရဲ့ချိတ်ဆက်က ဆောင်းနေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။တော်လိုင်းအင်အားစုတွေရဲ့ထိချုပ်ထားတဲ့နေမြေတွေဟာလည်းအလွန်ကြီးမားကျယ်ပြန့်သလိုစီမံခန့်ခွဲနေရတဲ့ပြည်သူတို့ရဲ့လူရည်ဟာလည်းအင်အားမနည်းဘူးလို့ဥကြုံနေကရှင်းပြပါတယ်။ဥကြုံနေဟာပြည်ထဲရင်းနဲ့လူဝင်မှုကြီးကြဲဝင်ထဏဒုဝန်ကြီးဖြစ်ပူပေါင်းဆောင်ရွက်ရမှာအုပ်ချုပ်ရေးလုံခြုံရေးနဲ့ရဲလုပ်ငန်းတွေစနစ်တကျဖြစ်ပေါ်အားကောင်းစေရေးဆောင်ရွက်နေသလိုအဓိကအားဖြင့် NUG ထင်းချုပ်ဒေသတွေနဲ့ ERO တွေထိန်းချုပ်ထားတဲ့တိုင်းရင်းသားဒေသတွေကြားအုပ်ချုပ်ရေးလွှင့်မှုကြီးကြပ်ရေးနဲ့ရဲလုပ်ငန်းတွေပူးပေါင်းဆောင်ရွက်ရေးစနစ်ကျဖြစ်ပေါ်စေဖို့အတွက်စွန့်အပ်နေရလို့လည်းထုတ်ဖော်ပြောဆိုထားပါတယ်ရှင်။ကချင်ပြည်နယ်တဲ့တဘောက်ကိုတက်ဆက်ပေးကြပါမယ်။ကချင်ပြည်နယ်ဖားကန်မြို့နယ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်တပ်ရဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်ကလင်းငယ်တို့ပါဝင်ပြည်သူ၃ဟာတေဆုံးခဲ့ရလို့ KIA စေတရမြစ်ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်။ဩဂတ်စာ၄ရက်နေ့မနက်ပိုင်းကဖားကန်မြို့တပ်မဂုံးကမြောက်ဖြူကျေးရွာအတွင်ကို လက်လက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာခလင်းငယ်တို့ပါဝင် ပြည်သူနှုတ်ဦးဟာတေဆုံးခဲ့ရပြီး9ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါတယ်။အလားတူရှလောခကျေးရွာအတွင်းကိုလည်းလက်လက်ကြီးနဲ့ထပ်မံပြစ်ခတ်ခဲ့ရမှာပြည်သူနှုတ်ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်။ဒါအပြင်ဩဂတ်စ3ရက်နေ့ညနေပိုင်းကလည်းဖားကန်တက်မကုန်းကနေစမ်းကြွယ် ကျေးရွာအတွင်းကိုလက်လက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ၄ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့သလိုဩဂတ်လ၂ရက်နေ့ညနေပိုင်းကလည်းစလောခကျေးရွာအတွင်းကို ဖားကန်တပ်မကုန်းကစစ်ကောင်စီတပ်ဖွဲ့ကလက်လက်ကြီးတွေနဲ့ပြစ်ခတ်ရာမှာပြည်သူ၃ဦးဟာသေဆုံးခဲ့ပါသေးတယ်။ လက်ရှိမှာတော့ဖောက်ကန့်မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်အကြမ်းဖက်စစ်ကောင်စီတပ်ဟာမော်စီစာဖျားကုန်းမှာအထိုင်ချတပ်ဆွဲထားပြီးအမိုက်ပုံနဲ့ဖောက်ကန့်တင်ကြန်ကုန်းကစစ်ကြောင်းတစ်ကြောင်းစွန်ကန်ကျွာမှာစစ်ကြောင်းတစ်ကြောင်းမောင်မောင်လန်ကျွာမှာစစ်ကြောင်းတစ်ကြောင်းနဲ့နေလောင်မောင်းကုန်းဘက်ကိုခြစ်တက်နေတာဖြစ်ပြီးနှစ်လနီးပါးကြာတဲ့အချိန်ရှစ်ဆက်တိုးနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါဗါးအဲလိုရှစ်ဆက်မတိုးနိုင်တာကြောင့် ဖားကန်တက်မကုန်းအေးမြတာယာရက်ွက်ကရှင်ညောင်ပင်ကုန်းကိုထပ်မံစစ်ကြောင်းထုတ်လာရာဩဂတ်စ်လ၂ရက်နေ့ကနေစတင်ပြီးဩဂတ်စ်လ၄ရက်နေ့ထိလက်နက်ကြီး drone တွေနဲ့အပြန်အလှန်ပစ်ခတ်ကာတိုက်ပွဲပြင်းထန်နေရလို့လည်းသိရပါဗါးဖားကန်မှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေတာကြာ၃လကျော်ကြာမြင့်နေတာဖြစ်ပြီးကျေးရွာ၁၀ရွာကအနည်းဆုံးပြည်သူ၅၀၀၀ကျော်စစ်ပေးရှောင်နေရတယ်လို့ ပြည်သူ60ကျော်ကိုလည်းအကြမ်းဖက်စစ်တပ်က မတရားတပ်ဖြတ်ခဲ့ကြောင်းဒေသပြည်သူတွေစီကနေသိရပါတယ်ရှင်ဒီတစ်ခါမှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDA ကတိမ့်ပိုက်ထားတဲ့တိန်နီခရိုင်တွင်တရုတ်မြန်မာနယ်ဆက်ကုံသွေးလမ်းကြောင်းမှာ MNDA ကစစ်ဆေးဂိတ်6ခုကိုဖွင့်လှစ်ပြီး24နိုင်ကုံစီစစ်စင်ဝင်ထွက်သွားလာခွင့်ပြုထားတယ်လို့ MNDA ကသတင်းထုတ်ပြန်ထားပါတယ်တရုတ်ယူနန်မြန်မာကုံသွေးလမ်းကြောင်းတွင် တိန်ဒီခရိုင်ပိုင်းမှာ ချုံးမွေစွာဆက်သွယ်နိုင်ဖို့အတွက်အခွန်ဦးစီးဌာနကခရိုင်တွင်စစ်ဆေးဂိတ်စကန်6ခုကိုဖွင့်လှစ်ထားရလို့လဲဆိုထားပါတယ်။လက်ရှိမှာဂိတ်စကန်အလုံးဟာ24နိုင်နေ့ညမပြတ်ဝင်ထွက်သွားလာနိုင်ဖို့ပြန်လည်ဖွင့်လှစ်ပြီးဖြစ်တယ်လို့လဲ MNDA ကထုတ်ပြန်ထားပါတယ်။ယူနန်မြန်မာ ကုံသွေးလမ်းကြောင်းမှာ တရုတ်နိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့အဓိကကုန်စည်ဝင်ထွက်ရာနယ်စပ်နှစ်ခုဖြစ်တဲ့မူဆယ်နဲ့ချင်းရွှေဘော်တို့ကိုဆက်သွယ်ပေးထားတဲ့လမ်းကြောင်းဖြစ်တယ်လို့လည်းသိရပါဗျ။သိန်ဒီခရိုင်ဟာကုန်သွယ်ရေးလမ်းကြောင်းရဲ့အရေးပါတဲ့ဖြန့်ဖြူးရေးစင်တာတစ်ခုသာမကနယ်စပ်နှစ်ခုစုံရာအဓိကဆက်သွယ်ရေးဘိုးချက်လည်းဖြစ်တယ်လို့လည်းသိရပါဗျ။ခရိုင်တွင်စစ်ဆေးဂိတ်စခန်းတွေကယူနန်မြန်မာနှစ်နိုင်ငံကြားကုန်သွယ်ရေးလမ်းကြောင်းချုံးမွေစွာဆက်သွယ်နိုင်ဖို့တည်ချစေခြင်း ကုန်စည်တွေရဲ့ဘေးကင်းလုံခြုံမှုကိုစစ်ဆေးခြင်းတို့အပြင်ဥပဒေနဲ့အညီလန်ဒရာအခကျင်းဝင်ကောက်ခံကလမ်းပန်းဆက်သွယ်ရေးအဆောက်အုံတွေကိုထိန်းသိမ်းစွန့်နေတယ်လို့လည်းဆိုထားပါဗျ။လက်တလုံးမှာတိန်နီခရိုင်ကနေတဆင်တရုတ်ပြည်ကိုဇဘာပဲမျိုးစုံအဆရှိတဲ့စိုက်ပျိုးထုတ်ကုန်တွေနဲ့တရိတ်ဆန်အနေငယ်ကိုတယ်ဆောင်တဲ့ရင်တွေဟာလဆင်အကျဉ်းကြီးထောင်တဲ့ခြေရှိတယ်လို့တရုတ်ကနေတင်သွင်းလာတဲ့နေစဉ်သုံးကုန်စည်တွေစောင့်လို့ရေးသုံးပစ္စည်းတွေနဲ့ဟင်းသီးဟင်းရွက် တတီဝလံတွေကိုတည်ဆောင်လာတဲ့ယင်တွေဟာလည်းလဆင်အကျင်ရေ200ကနေ300အထိမြန်မာနိုင်ငံအတွင်းကိုဝင်ရောက်နေရလို့လည်းသိရပါတယ်မြန်မာနိုင်ငံကတင်ပို့ကုန်တွေကိုလည်းမူဆယ်နေဆက်ကနေတစင်တရုတ်နိုင်ငံရွှေလီသို့မဟုတ်ချင်းရွှေဟော်နေဆက်ကနေတစင်တရုတ်နိုင်ငံလင်းချမ်းကိုဝင်ရောက်နေရလို့လည်းဆိုထားပါတယ်တရုတ်တင်သွင်းကုန်တွေကိုလည်းတောင်ဘက်ကိုဥတီကမြန်မာနိုင်ငံအနှံ့ပြားကိုဖြန့်ဖြူးရောင်းချနေတယ်လို့လည်း MNDA ကထုတ်ပြန်ထားပါတယ်ရှင်။ ပဲခူးကတရင်တဘောက်ကိုတက်ဆက်ပေးကြပါရယ်။ပဲခူးတိုင်းမင်းလာမြို့နယ်ထွေအုံရုံးမှာအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်18ဦးဟာထွက်ပြေးလွတ်မြောက်သွားတဲ့အတွက်မျိုးကိုပိတ်ဆို့ပြီးရှာဖွေနေရလို့ဒေသပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါရယ်။ဩဂတ်စ2ရက်နေ့ညပိုင်းမှာမင်းလာမြို့နယ်အတွင်းကြေးရွာတွေကပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်19ဦးဟာထွေအုပ်ရုံးမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထွက်ခွာသွားချိန်မှာထွက်ပြေးသွားတာလည်းဖြစ်ပါရယ်။အဲဒီလိုထွက်ပြေးသွားပြီးရဲ့နောက်မှာ စစ်တပ်ကလိုက်လံဖမ်းဆီးနေစဉ်တွင်လူငယ်တဦးကိုပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီမဲ့လေကျန်18ဦးကတော့ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့လည်းသိရပါဗါးအဲဒီလွတ်မြောက်နေဆဲသူတွေကိုပြန်လည်ဖမ်းဆီးနိုင်ရတဲ့စစ်ကောင်စီတပ်သားတွေဟာမြို့ကိုပိတ်ဆို့ကာရှာဖွေနေတယ်လို့လည်းသိရှိရပါဗါးဒါတလုံးမှာမင်းလာမြို့နယ်တွင်ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ဟာနေ့စဉ်ပေါ်တာဆွဲဖမ်းဆီးမှုတွေပြုလုပ်နေပြီး လာစဉ်လူငယ်တရာခန့်ကိုစစ်မှုတပ်တသားတဲ့အဖြစ်စုဆောင်းပေးကလေ့ကျင့်ရေးသင်တန်းကျောင်းတွေကိုပို့ဆောင်ပေးနေရလို့လည်းသိရပါတယ်ရှင်။ရန်ကုန်တိုင်းအတင်းတစ်ပုတ်ကိုကြည့်အောင်ပါ။ရန်ကုန်တိုင်းလှမ်းမြို့နယ်ဘင်းတောင်စစ်ကြောရေးကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား၂ဦးကိုအရှင်ဖမ်းမိခဲ့လို့တာရီခန်တရင်383ညနှစ်တခွဲ9ဗျူဟာစစ်ကြောင်းကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်ဂျွန်လ29ရက်နေ့မနေ့8နိုင်လောက်မှာ အုတ်ဖို့မြို့နယ်ပိုင်းပဲခူးရုံးမှအတွင်းမင်းလာဆယ်ပေါင်းမှလှိုင်မြို့နယ်ဘင်းအောင်စစ်ကြောရေးကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားစောထူဖို့နဲ့စောရီကညောတို့ကိုတာရီခန်တရင်38တညာနှစ်တခွဲ9ဗျူဟာစစ်ကြောင်းတော်လဲရဲဘော်တွေကအရှင်ဖမ်းဆီးရမိကြတာလည်းဖြစ်ပါတယ်စစ်ကောင်စီတပ်သားစောထူဖို့ဟာအုတ်ဖို့မြို့နယ်သားဖြစ်ပြီးမလ14ရက်နေ့ကတည်ရောက်ပြီးစိုင်းကင်နဲ့ပြန်လာစင်မှာ တောင်သုံးလုံးရွာတက်မှာစစ်သားတွေကပေါ်တာဆွဲဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။စစ်ကောင်စီတပ်သားစောအေကညောကတော့မင်းလာမြို့နယ်ကဖြစ်ပြီးမတ်လ28နေ့ကကိုင်းပြင်ကြီးရွာတက်မှာဝါခုံနေစဉ်တွင်စစ်သားတွေကပေါ်တာဆွဲခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အဲလိုပေါ်တာဆွဲဖမ်းဆီးခံရပြန်တော့မှာ စစ်သားတွေကတက်ဆိုင်ရမြို့နယ်ထရုံယုံတွေကနေတဆင်းရန်ကုန်တိုင်းလှဲကူးမြို့နယ်ရဲမွန်တပ်မြို့တနန်းကျောင်းကိုပို့ဆောင်ကစစ်မှုထမ်းအပတ်စဉ်စနစ်ဖြင့်စစ်တပ်ကစစ်တနန်းတက်ရောက်ခဲ့ရလို့လည်းသိရပါဗါးအဲနောက်ရခိုင်ပြည်နယ်ကိုပို့ရန်လှိုင်မြို့နယ်ပြင်းအောင်စစ်ကြောရေးမှလူစုနေစဉ်တွင်ဇွန်လ22ရက်နေ့မှာထွက်ပြေးလာတာဖြစ်တယ်လို့လည်းသိရပါဗါးရှင့် ဒီတစ်ခါမှာတော့ကချင်ပြည်နယ်မိုးညင်းမြို့နယ်ဘလူးမြို့ဟောင်းဒေသမှာအကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံ SN တပ်ဖွဲ့ကတက်ကြီးရွယ်ဝတွေတောင်သူလက်သမားတွေပါမချန်ပေါ်တာဆွဲဖမ်းဆီးပြီးစစ်သားစုဆောင်းနေရလို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်ဂျွမ်လာ30တရည်နဲ့ည8နိုင်ခန့်က မိုးညင်းမြို့နယ်ဘလူးမြို့တရက်ကုန်းရက်ကွက်နေအသက်69နှစ်အရွယ်ရှိတဲ့ဦးဝင်းမြင့်အသက်48နှစ်အရွယ်ရှိတဲ့ဦးအေးလွင်အသက်46နှစ်အရွယ်ရှိတဲ့ဦးထွန်းလင်းတို့အပါအဝင်ပြည်သူ6ဦးကိုဖမ်းဆီးသွားတာလည်းဖြစ်ပါတယ်။အဲလိုဖမ်းဆီးခံရမှုကြောင့်ကျေးရွာတောင်ဝန်ရှိလူကြီးတွေလိုက်လံခုတ်ထုတ်ပေးမယ်လေ။ပြန်ထည့်ပေးတာမျိုးမရှိတဲ့ပြင် တွေ့ခွင့်တောင်မရရှိခဲ့ဘူးလို့လည်းသိရပါဗါးအကြမ်းဖက်စစ်ကောင်စီလောက်ခံ SN တပ်ဖွဲ့အနေနဲ့လူငယ်တွေကိုအတရားဓမ္မဖမ်းဆီးကစစ်သားအဖြစ်စေခိုင်းနေတာဟာကြာမြင့်နေပြီဖြစ်ပြီးအခုအခါမှာလူငယ်တွေဟာနေရစွန့်ခွာထွက်ပြေးမှုများပြားနေတာကြောင့်လူငယ်တွေကို စုဆောင်းကမရတော့တဲ့အတွက်ကြောင့်တက်ကြီးရွယ်အိုတွေတောင်သူလက်သမားတွေပါဖမ်းဆီးနေတာဖြစ်တယ်လို့လည်းသိရပါဗါးရှင် အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့စကိုင်းတိုင်းစလင်းကြီးမြို့နယ်မှာချင်းတွင်းမြကြောင်တန်းဆန်တက်လာတဲ့စစ်တမောအုပ်စုကလက်လက်ကြီးစက်တက်လေးထီတွေနဲ့ချေးရွာတွေကိုတိုက်ခတ်နေတာကြောင့်ရွာပေါင်း20ကျော်ကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာထွက်ပြေးနေရလို့ဒေသပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါရယ်။ဩဂတ်စ်လ3ရက်နေ့မနေ့17ရက်ခွဲလောက်ကနေစတင်ပြီးချင်းတွင်းမြကြောင်တန်းဆန်တက်လာတဲ့စစ်တမောအုပ်စုက မြစ်ကမ်းတလျှောက်ကကြေးရွာတွေကိုလက်နဲ့ကျွေနဲ့ပစ်ခတ်နေတာဖြစ်ပြီးစစ်တပ်လက်ထီတွေနဲ့ဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုအကြမ်းဖက်စစ်တပ်ကကြေးရွာတွေကိုဇက်တိုက်ပစ်ခတ်တက်ခတ်နေတာကြောင့်ကြေးရွာ၂၀ကျော်ကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာဘေးလွရာကိုထွက်ပြေးတင်းရှောင်နေရလို့လည်းသိရပါတယ်။အဲ့ဒီစစ်သည်မောင်အုပ်စုဟာမြင်းကျန်ခရိုင်စစ်ညံရေတင်ရုံးကနေဆန့်တက်လာတာဖြစ်ပြီးလက်ရှိချိန်မှာမုံရွာမြို့ကိုရောက်ရှိနေတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်ရှင်ကျေးမများပါ